ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အမေရိကန်ကလူငယ်တွေကိုစာပြန်တင်ပေးတော့မယ်ဆိုတဲ့စမိုင်းမင်္ဂလာပါပရိသတ်ကြီး။စမိုင်းကိုယ်တိုင်ကလည်းကျဲဥတချမ်းစားပြီးတော့အောက်ခြေကနေတက်လာခဲ့သူ ဖြစ်တာကြောင့်နိုင်ငံသားမှာတက်ကတူတက်နေတဲ့သူတွေရဲ့အခက်အခဲကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရပူတာဖြစ်ပါတယ်။စမိုင်းကလက်ရှိအချိန်မှာတော့မြန်မာနိုင်ငံကခရိုနီတွေအပြင်တခြားသောမင်းသမီးတွေထက်ပါကျဲဝချမ်းသာနေတဲ့တတိယကတော်ကြီးဖြစ်လို့နေခဲ့ပြီလည်းဖြစ်ပါတယ်။သူမကအမေရိကန်နိုင်ငံမှာ ဒေါ်လာ16တန်တန်းချင်းရှိတဲ့အင်ဂျီထဲမှာထေဝါစွာ နေထိုင်ခဲ့တယ်လို့တန်ဖိုးကြီးကားရဲ့အပြင်ကိုပိုင်ကျက်လင်ကိုလည်းဝယ်ထားနိုင်ခဲ့ရပဲဖြစ်ပါရဲ့ရှင်။ဒါတွေမကသေးပဲကဘာကျော် brand တွေဖြစ်တဲ့ AV ကူချီစားရှိတာတွေကိုလည်းအင်ချမ်းရရောက်လာပြခိုင်းတဲ့အချိန်စမိုင်းတို့ရဲ့ချမ်းသာကြောက်မှုကလက်ဖျားခါကြရလဲဖြစ်လို့နေခဲ့တာပဲဖြစ်ပါရဲ့။ခင်မူးဖြစ်သူ ကိုပြစ်မောင်ကလည်းစမိုင်းကိုရှယ်ချစ်ပလန်နဲ့အတူရောအရင်မှပေးဆက်ပြီးတော့တန်ဖိုးထားချစ်ပေးနေခဲ့တာပဲဖြစ်ပါရဲ့။ Sprite နဲ့လည်းအများကြီးလှုပ်ပေးခဲ့တယ်လို့လူအများအားကြရမယ့်အရာတွေပဲလှုပ်ပေးတတ်တဲ့သူဖြစ်တာကြောင့်လူအများကစမိုင်းတို့ကိုသဘောကျနေခဲ့ကြတာပဲဖြစ်ပါတယ်။စမိုင်းကအလူတန်းနဲ့ရရော်သူတူဖြစ်ပြီးတော့လူအပ်တဲ့နေရာတွေကိုလည်းအလူတန်းလှုပ်ပေးခဲ့သူပါ။စိတ်သဘောမနှောပြေသွားတဲ့စမိုင်းကတော့လက်ရှိမှာတော့အမေရိကန်နိုင်ငံမှာရှိနေတဲ့မြန်မာလူမျိုးတွေကိုပညာဌာနလှုပ်ပေးမယ်ဆိုပြီးတော့ကြေညာလာခဲ့တာပဲဖြစ်ပါတယ်ရှင်။အမေရိကန်နိုင်ငံမှာနေထိုင်နေတဲ့မြန်မာတွေထဲက ၂နှစ်ကိုတော့ကောလိပ်ကြီးအလုံးစုံထောက်ပံ့ပေးမှဖြစ်ပါတယ်။စမိုင်းရဲ့မွေးနေ့ကနောက်လထဲမှာဖြစ်တဲ့အတွက်မွေးနေ့အထိုင်အမအဖြစ်အခုလိုပညာရေးအထောက်ပံ့ပေးခြင်းနေခဲ့တာပဲဖြစ်ပါတယ်။စမိုင်းရဲ့ကန်ထူးရှင်ရွေးချယ်ပွဲထဲမှာတော့ကျောင်းသားတွေကသူမရဲ့ NG အကောင့်အပြင် YouTube Channel ကိုပါ Subscribe လုပ်ထားရမှာပဲဖြစ်ပါတယ်ရှင်။ဒါတွေအပြင်ပညာရေးထောက်ပံ့ခြင်းကိုဘာအတွက်ကြောင့်ယူချင်ရတယ်လဲဆိုတော့ဗီဒီယိုကိုအပြည့်အစုံအပြည့်ပညာသင်ထောက်ပံ့ခြင်းနဲ့ဘယ်လိုတွေလုပ်မလဲစာရာတွေကိုရေးသားပြီးတော့ စမရဲ့အီးမေးလ်ကိုပို့ပေးရမှာပဲဖြစ်ပါတယ်။ကောလိပ်ကျူရှင်ကိုတက်ဖို့အတွက်ဇူလ15ရက်နေ့မှာနောက်ဆုံးပို့ပေးရမှာဖြစ်ပြီးတော့စမိုင်းကစမိုင်းကရှောက်လော်ပို့ကြမဲ့သူတွေအတွက်ရှင်ခုံဆိတ်လုရှားနေခဲ့တယ်လို့ရွေးချယ်ခြင်းခံထားရတဲ့သူတွေအုပ်ကိုလည်းအသေးစိတ်ဆောက်ရှောက်ပေးသွားမှာဖြစ်ပါတယ်။စမိုင်းကိုယ်တိုင်ကလည်းချက်ဥတချမ်းစားပြီးတော့အောက်ခြေကနေတက်လာခဲ့သူဖြစ်တာကြောင့်နိုင်ငံခြားမှာတက္ကသိုလ်တက်နေတဲ့သူတွေရဲ့အခက်အခဲကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရဘူးလားပဲဖြစ်ပါတယ်။ စမိုင်းအနေနဲ့သူမရဲ့မွေးနေ့ကုသိုလ်အဖြစ်အလူအတန်းလုပ်ရတာဟာကောင်းပေမဲ့လေတချို့ပြိတ္တများကတော့စမိုင်းလိုတန်းကျွယ်တထေးမကြီးအနေနဲ့အန်ဂျီကိုလိုက်လို့ YouTube ကို subscribe လုပ်တာကဘာအတွက်လဲဆိုပြီးတော့ပါထောက်ပြနေခဲ့တာပဲဖြစ်ပါတယ်။တချို့ကလည်း follower ရှာခြင်းလဲရိုးရိုးရှာပါဆိုပြီးတော့စမိုင်းကိုသဘောမတွေ့ပဲဝေဖန်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒီအချိန်လေး email ကိုပဲပို့ခိုင်းရနေပြီပဲဖြစ်ပြီးတော့အရင်ရှိနေရင်မြန်မာနိုင်ငံကိုတစ်ချက်လေးဆောင်ခဲ့ကြည်အောင်ဆိုတာ မြန်မာမှာအလူလုတ်ဖို့ကပါတောင်းဆိုခံနေရတာပဲဖြစ်ပါတယ်။အလူဘန်းပြပြီးတော့ကိုကျိုးအတွက်ပဲမကြည့်ဘူးပါ။ထောက်ပြနေခဲ့တဲ့သူတွေကလည်းရှိတဲ့ရှိလို့နေခဲ့တာကြောင့်စမိုင်းအနေနဲ့အကြိုက်ရိုက်နေခဲ့တာပဲဖြစ်ပါတယ်။တချို့ကလည်းစမိုင်းရဲ့အလူဟာမုံမြတယ်ဆိုပြီးတော့တာရုခေါ်နေကြတဲ့သူတွေလည်းရှိနေတဲ့အတွက်လက်ဖွဲ့ကွဲနေကြတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေရဲ့ထင်မြင်ချက်တွေကိုလည်းကိုမမရေးသားပေးပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ ဘောက်စင်ထိုးတက်ပြီးနောက်ပိုင်းလာကြိုက်တဲ့သူမရှိတော့ဘူးဆိုတဲ့တန်သားကြီးမင်္ဂလာပါပရိသတ်ကြီးရဲ့ချစ်စရာဟန်ပတ်အမူအရာလေးတွေကြောင့်ပရိသတ်တွေကဖူးဝေလို့ခေါ်ကြတဲ့တရုတ်ဆောင်တန်သားကြီးကတော့အခုဘာမှလက်ဝဲယုံမှဘောက်စင်တင်ပြီးတဲ့နောက်ပိုင်းမှာတော့လာကြိုက်မဲ့သူတော့မရှိတော့ဘူးလို့ပြောဆိုလာခဲ့တာပဲဖြစ်ပါရဲ့ရှင်။ MRTV4 ကထုတ်လွှင့်ပြတာတဲ့လွေလည်ညရဲ့လာမင်းရုပ်တန်ဇာလန်တွေမှာတော့ဖူးဝေအဖြစ်တရုတ်ဆောင်ခဲ့တဲ့တန်သားကြီးကတော့ ဲ့ဒီဇလန်တွေကနေတဆင့်ပရိသတ်ကြီးရဲ့အားပေးမှုကိုအခိုင်အမာရရှိခဲ့သူပဲဖြစ်ပါတယ်။သူမှာပထမဆုံးအနေနဲ့တုပ်ဆောင်ခဲ့တဲ့အဲ့ဒီဇလန်တွေမှာဖူးဝေကာရက်တာလေးနဲ့ပရိသတ်တွေရဲ့အချစ်ကိုတင်ပိုက်ခဲ့သူပဲဖြစ်ပါတယ်။နှွေလညရဲ့လာမင်းရုပ်တံဇလန်တွေမှာဖြူစင်ရိုသားပြီးတော့ချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့ဖူးဝေကာရက်တာကိုအဝင်ခွင့်ချဖြစ်အောင်တုပ်ဆောင်နိုင်တာကြောင့်တန်တာညီနဲ့ဖူးဝေခွဲမရတဲ့အချီကိုပရိသတ်ကြီးရဲ့အာပင်မှုတွေကိုရရှိထားသူလည်းဖြစ်ပါတယ် ဖူးဝေဇယုတ်ကဘဝအတွေ့အပြောင်းနဲ့အကြီးကြီးဖြစ်စေခဲ့တဲ့တခြားဇယုတ်တွေထပ်ပေါ်လာခရင်တောင်မှဒီဇယုတ်ကမေ့မရနိုင်တဲ့အမှတ်တရပါတန်တာညီဦးမြင့်နာဖူးဝေဆိုပြီးတော့တွေ့တဲ့အတွေ့နောက်ထပ်ကြိုးစားဖို့ခွန်အားတွေရရှိပါတယ်လို့လည်းတန်တာညီကဖူးဝေကြိုက်တာအကြောင်းတခုတ်တရနဲ့ပြိတက်ကိုရင်ဖွင့်ထားပါသေးတယ်ရှင်အဲ့ဒါအပြင်ဆရာကြီးဆရာမကြီးခင်နီယူရဲ့အောင်မြင်ကြောကြားတဲ့တရဖူဝိထုကို ပြန်လဲရိုက်ကူးခဲ့တဲ့တရဖူရုတ်တန့်ဇာလန်တွေမှာလည်း ရုစီအဖြစ်ပါဝင်တရုတ်ဆောင်ခဲ့ပြီးတော့ပြည်သက်ရဲ့အားပေးမှုကိုလည်းအထူးရရှိသူပဲဖြစ်ပါတယ်။အခုလက်ရှိမှာတော့အသက်24နှစ်ကျော်ပြီဖြစ်လို့လည်းအားကိုးလို့ရမယ်၊မိခိုးလို့ရမယ်ဆိုရင်တော့ယောက်ျားယူမယ်လို့လည်းတန်တာညီကပြောထားပါသေးတယ်။အိမ်တော်ပြုဖို့အတွက်အသက်အရွယ်အပိုင်းချဖို့တော့ဒီတန်းတမတ်ထားတာမရှိဘူး။ရတဲ့အချိန်ယူမယ်ဆိုပြီးတော့တန်တာညီကသူမရဲ့အိမ်ထောင်ရင်းနဲ့ပတ်သက်ပြီးတော့ပြည်သက်တီကိုဖွင့်ခပြောဆိုထားပါသေးရဲ့ရှင်။ အခုကဝေးကြခြင်းလို့ပေါစင်ထိုးတင်ဖြစ်တာပါ။ပေါစင်ထိုးရင်ခန္ဓာကိုယ်လည်းတန်မာတယ်လို့စိတ်ဓာတ်လည်းပိုတန်မာလာတယ်။ပေါစင်ထိုးတတ်ပြီးနောက်ပိုင်းမှာတော့ရီစားစကားလာပြောမဲ့သူမရှိတော့ဘူးလို့တန်တာညီကအခုလက်ရှိသူမရဲ့အချစ်ရဲ့အကြောင်းကိုဟာတနော်ပြီးတော့ပြောလာခဲ့တာပဲဖြစ်ပါရဲ့ရှင်။မကြောက်ကြပါနဲ့။လာကြိုက်လို့ရပါတယ်ဆိုပြီးတော့တန်တာညီကအရှင်းဖောက်ထားပါသေးတယ်။အခုပေါစင်ကတော်တော်လေးထိုးတက်နေပြီ။အခုပေါစင်ဆက်ထိုးတော့ကဆိုရင်တော့ဝိတ်က 120နှစ်လောက်ရှိတယ်။အခုဆိုရင်ဒါရဲဝိတ်က135လောက်ပဲရှိတော့တယ်လို့လဲဆိုပါရယ်။အခုလိုဘောင်စင်တင်တော့မှာပဲကိုကိုကိုဖိုက်တာကြီးလိုမျိုးခန်းစားရတယ်လို့လဲတန်တာကြီးကဖွင့်ဟထားပါသေးတယ်။အချီရင်မှာတော့ပြည်သက်တွေထင်တယ်လို့မဟုတ်ပဲနမကြီးထမင်းကပါဆိုပြီးတော့လဲပြောထားပါသေးတယ်။ဗဇက်ကနေချစ်တယ်ချစ်တယ်လို့ပြောနေတာထင်စားရင်ကိုမောလာရင်တောင်မှအေးအေးတိုက်မဲ့ကောင်းလေးမျိုးလက်တွဲဆန်ဆန်မဲ့ချစ်ပြတ်တတ်တဲ့ကောင်းလေးမျိုးကိုပို့ပြီးသဘောကျတယ်လို့လေ တန်တာညီကသူမရင်ဘတ်ထက်ကချစ်သူကောင်းလေးရဲ့ပုံစံကိုလည်းရင်ဖွင့်ထားပါသေးတယ်။မစွန်ပါဘူး။သူများတို့အမြင်မှာတော့ဒါကရေစားရှုပ်တယ်။အရင်ကပလေးရဲဆိုပြီးတော့ပြောခံရတာတွေရှိတယ်။တကယ်တမ်းတော့ဒါကပဲပလေးခံလိုက်ရတာလို့လည်းပြောထားပါသေးတယ်။အခုလက်ရှိမှာတော့ပရိသတ်ကြီးကိုရေစားမရှိဘူးဆိုပြီးတော့လည်းညာမပြောချင်းဘူး။ရေစားရှိပါတယ်။အချစ်ကလေးပေါ်ဆိုပြီးတော့လေလက်ရှိအခြေအကိုလေပြိဋ္ဌာန်ကြီးကိုပုပ်ပွင့်လင်းလင်းပြောထားပါသေးတယ်။အနုပညာအတိုင်းဝိုင်းမှာနေရာရဖို့အတွက် အများကြီးစူးစမ်းခဲ့တယ်လို့တန်တာကြီးကပြောထားပါသေးတယ်။တန်တာက အထောက်ပံ့မရှိခဲ့ပဲကိုယ်တိုင်စူးစမ်းရသူမို့02 hero စကားကတန်တာအတွက်ခွန်အားပဲ။ဒီနေရာရောက်ချင်းတော့ဒီလိုမျိုးစူးစမ်းဖို့လိုတယ်၊ပေးဆက်ဖို့လိုတယ်၊စူးစမ်းတဲ့သူတို့နေရာရမယ်။ကြာရှုံးမှုတွေကနေသင်ခန်းစာယူတယ်လို့လည်းပြောထားပါသေးတယ်ရှင်။